အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့မိမိဖုန်းရဲ့ internet line ဆွဲအားကိုဖုန်းပါမှာပေါ်အောင်ဖွင့်ထားတဲ့နည်းလေးကိုလုပ်ပြပေးမှာဖြစ်ပါတယ်ဒီနည်းလေးကိုကျွန်တော်တို့လုပ်ထားခြင်းအပြင်မိမိဖုန်းရဲ့ internet က line ဆွဲအားဘယ်လောက်ရှိလဲဆိုတာသိနိုင်ပါတယ်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးတော့ပါအောင်မြေတားရက်ခိုင်နေပါတယ်ကျွန်တော်တင်နေမြဗီဒီယိုအသစ်သစ်လေးတွေကိုကြည့်နေတယ်ဆိုရင်ဒီ home လေးကိုနှိပ်ထားပေးပါဗျကျွန်တော်တို့ဒီလိုမျိုး ီနီးဒီနီးလေးကိုလောက်ဖို့အတွက်ကျွန်တော်တို့အရင်ဦးဆုံးစတင်လေးကိုသွားရပါမယ်စတင်လေးကိုနှိမ့်ဝင်ပေးလိုက်ပါကျွန်တော်စတင်လေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဒီကျွန်တော်ပြတဲ့ notification quick setting ဆိုတဲ့ဟာလေးကိုနှိမ့်ဝင်ပေးလိုက်ပါကျွန်တော်တို့ Vivo တို့ Oppo တို့မှာတော့ notification step bar ဆိုပြီးပေါ်ပါတယ်ဒီဖုန်းမှာတော့ဒါဒီဖုန်းမှာတော့ notification quick quick setting ဆိုပြီးပေါ်ပါတယ် တို့ဒီနေရာလေးကိုပြပိုးတို့ဥပိုးတို့ကင်တော့ notification step ပါဆိုတဲ့နေရာလေးကိုနှိမ့်ဝင်ပြလိုက်ပါတော့ဒီနေရာလေးကိုနှိမ့်ဝင်ပြလိုက်ပါမယ်ပြီးကျွန်တော်ဒီမှာရှိတဲ့ step ပါဆိုတဲ့နေရာလေးကိုနှိမ့်ပေးရပါမယ်ပြီးတော့ကျွန်တော်တို့ဒီမှာအပေါ်မှာဒီမှာပေါ်နေပါเนาะကျွန်တော်ပြမယ့်နေရာလေးကိုဖွင့်ပေးလိုက်ပါကျွန်တော်တို့ဒီမှာရှိတဲ့ဒီမှာ real time network speed ဆိုတဲ့ဟာလေးကိုဒီနေရာလေးကိုကျွန်တော်တို့ဖွင့်ပေးရပါမယ်ဒါလေးကိုကျွန်တော်တို့ဖွင့်ပေးလိုက်ပါ ပေးလိုက်ရင်တို့အပေါ်မှာရှိတဲ့အခုဒီမှာဆွမ်းနဲ့ကကျွန်တော်မပေါ်ဘူးပေါ့နော်အခုပေါ်မှာရှိမိမိအင်တာနက်ဖွင့်ထားလို့ရှိရင်အပေါ်မှာရှိတဲ့ line ဆွဲကဘယ်လောက်ရှိလဲဆိုတာဒီမှာပေါ်နေပါတယ်ဒီနည်းလေးကိုဖွင့်ထားခြင်းအပြင်မိမိရဲ့ net line ဆွဲကဘယ်လောက်ရှိလဲဆိုတာသိနိုင်ပါတယ်ဒီလိုလေးကိုကြက်နေတဲ့တယ်ဆိုရင် line ရှိလို့ပြီးတော့ပေါ့နောက်ထပ်လည်းကျွန်တော်ဒီလိုလေးတင်ပြီးတော့ပါမယ်ဗျာ